အဲ့သူတင်းနေတဲ့ကြောင့်ကျွန်တော် message လေးပို့လိုက်ဆရာလည်းသမီးရေးစားရသွားတယ်။အကောင်းတာဘောလေရေးစားပါလား။ကျွန်တော်အဲ့လိုပြောမိပြောလိုက်တာပေါ့။ပြောလိုက်ပြီးရပြီးတော့သူကဓာတ်ပုံပို့လိုက်တယ်။အဲ့ဓာတ်ပုံပို့လိုက်တာဘာပုံကြီးလဲဆိုနန်းနေတယ်ပေါ့။အဲ့ဒါကြီးကရိုင်းနေပေါ့နော်။ဘာဖြစ်ဖြစ်ဟုတ်လား။တခြားပုံမပို့ဒါပို့တယ်။သူကကျွန်တော်ဘာထောက်လိုက်လဲဆို။ဆရာလည်းဆရာနဲ့သမီးကဆရာသမီးရပြီဘဲထားချင်ထားမယ်လေ။ရေးစားထားချင်မှနန်းချင်နန်းမယ်နော်။ဆရာနဲ့သမီးနဲ့ကင်းသွားပြီလေ။ဘာလို့ဆရာနဲ့တခုပြောမယ်ဆရာနဲ့သမီးနဲ့ဘာအကန့်မှမရှိဘူး။ဟာကျွန်တော်အဲ့မှာလေး ဘာပြန်ပြောရမှန်းတော့ကျွန်တော်တော်တော်လေးတိတ်ခါကြောက်ပါနော်ကိုကတိတ်ခါကြောက်ចောင်းသားတယောက်ကတပည့်တယောက်ကကိုကအဲ့လိုပြောလိုက်တယ်ဆိုတော့အဲတော့ကျွန်တော်အိမ်ဆုံးဖြတ်ရတဲ့အကြောင်းနဲ့ဒီလိုဆိုမှတင်ရတဲ့အကြောင်းကတော့ဒါပါပဲအတက်လက် ကြီးနေပြီဆိုတော့ခဏတာမရတော့အပြီးပဲလုံးမရမယ်ဒါမဲ့ပြောလို့တော့မရသေးဘူးနော်ကျွန်တော်စောင့်နေတာ ော့ကျွန်တော်လှုပ်ချင်တဲ့အလုပ်ကလေးတွေမလုပ်ရသေးခြင်းကျွန်တော်တေးလို့မရသေးဘူး။နာဖျားလို့မရသေးဘူးပေါ့နော်။လှုပ်ခဲလာပြီးမှအဲ့မှာကျွန်တော် problem လေးတစ်ခုဝင်လာတယ်ပေါ့နော်။ဝင်လာတဲ့ခါကျတော့မကောင်းဘူးဆရာတယောက်အနေနဲ့မကောင်းဘူးလို့ကိုကိုကိုဆုံးဖြတ်ပြီးတော့ကဲဟိုလုံးနေရင်တော့အဲ့လိုပဲပြောခံမှာတတိပြောခံမှာလို့အဲ့လိုသူမျိုးလုံးတောက်ထောက်ကြည့်ခံလာလို့ဖြစ်မှာပဲဆိုတော့ကျွန်တော်စတိဖြတ်မှရမယ်။ဖြတ်နေလဲတစ်ခုတည်းဖြတ်လို့မရအောင် ဒီဓာတ်တွေပေါ့နော်ဒီခုနကကျွန်တော်စုဆောင်းထားတဲ့ပစ္စည်းတွေဖျက်လိုက်တော့မှပဲဒီအလုပ်ကြီးကိုကျွန်တော်ပြတ်မှာပဲဆိုတော့ကျွန်တော်တည့်ရနေ့လောက်ကျွန်တော်စဉ်းစားတယ်စဉ်းစားပြီးတော့ဟာဖျက်မှရမယ်ဆိုကျွန်တော်ဖျက်ဖို့တင်ကြလိုက်တော့နော်ကျွန်တော်တင်ဖို့ဆိုတာစဉ်းစားတယ်တင်ရကောင်းလားမတင်ရကောင်းလားနော်လုံးဝပြောလိုက်မလုံးဘူးပြောလိုက်အဲ့လိုလည်းမကောင်းပြန်ဘူးလေဆိုတော့အများကတော့အဲ့လိုပဲစဉ်းစားလိုက်တော့နော်အဲ့ဒီကျောင်းသားတယောက်ရဲ့ပြောလိုက်တဲ့တခုကြောင့်ကျွန်တော်စိတ်မကောင်းဖြစ်သွားစိတ်မကောင်းဖြစ်ပြီးတော့ဆုံးဖြတ်လိုက်တော့နော်အဲ့ကိုကိုပိုင်ကျောင်းမှာဖြတ်တဲ့ကလေးတယောက်နဲ့ပဲအဲ့အပြတ် အဖြစ်လာတယ်ဆိုတော့ကျွန်တော်အရန်သူ့ကိုပန်ပိုးတယ်သူ့ကိုလည်းအရန်မြှုံမန်းတာပေါ့နော်သူ့ကိုလည်းအရန်ဖြစ်စေချင်သူကယုတ်ကလေးလေးချောတယ်တန်းလင်းလင်းရှိတယ်ဒါပေမဲ့အတန်းမမှန်ဖုံးပွက်တယ်ဟိုဗျာများနေရများအပြင်ကိစ္စများဒါပေမဲ့သူကခိုင်းနိုင်တော့ညံ့နေတာလုံတာမြန်တယ်အဲ့ဒါကျွန်တော်သူ့ကိုလည်းသီးခံပြီးတော့ပဲဟိုဥလာတော့နောက်တော့ကုမ္ပဏီကလိုင်းလဲသူ့ပဲယူသူ့ပဲခေါ်ကျွန်တော်လည်းသူ့ပဲလွှတ်တယ်ကျွန်တော်လည်းမျက်နှာလှတာပေါ့နော်တွေ့လိုက်တာနဲ့အော်ကြိတ်လိုက်တာနဲ့သူ့သဘောကျအဲ့လိုပေါ့ခါကျရင်တင်ပေးပါလူမှုရေးတွေရောပါတယ်တော့လို့ရှိရင်မင်းမရအောင်စကားအချိုချိုးမပြောတာဒါပေမဲ့မင်းမရအောင်ဒီကလေးက ခဏခဏပြတ်သလားကျွန်တော်ကျွန်တော်ပဲဆက်တော့ဆရာဆရာကလင်းကမရဘူးဘလို့ဘလို့ဘလို့ရန်ဖြစ်နေပြန်ဟာဘောနဲ့ဘလို့အဲတမီးအဲ့လိုမနေရအောင်အဲ့လိုမထိုင်ရအောင်ပေါ့နော်အဲ့ဒါထားပါတော့အဲ့လိုလို့ကြားတယ်နောက်ဆုံးကြားတယ်ပြီးမခံရတော့တော့သူ့ကိုကျွန်တော်လက်လျှော့လိုက်တော့တမီးရေတမီးဆရာနဲ့လမ်းခွဲမှရမယ်ဆရာတော့တမီးကိုမနိုင်တော့ဘူးပေါ့နော်ဆရာလည်းပြင်မှန်းနေပြီတမီးကိုလည်းအများကြီးဆရာထောက်ပံ့ခဲ့တယ်ပေါ့နော်အများဖြစ်စေချင်တယ်ပေါ့နော်တမီးဆရာကလည်းပြန်ပြောလို့ပြန်လို့တော့တွားလိုက်နေပြဿနာအများကြီးဆိုတော့တမီးလမ်းတမီးရှောက်တော့လို့ကျွန်တော်အဲ့လိုပြောလိုက် ပြောလိုက်တော့သူတင်းသွားကျွန်တော်အဲ့နဲ့မင်းပြန်တော့သူပြောလိုက်တော့သူလည်းစိတ်မကောင်းပြန်သွားအဲနောက်တနေ့ကြတော့ကျွန်တော်စီတင်းနေကြတော့ message ဝင်ဆရာလည်းကျွန်တော်ပြောပြနေအလုံးလုံးနဲ့ဆရာမအဲ့ခန္ဓာတွေပြီးဖယ်တာကြီးစားလည်းမထားနိုင်ဘူးဖိလာဘာမှလည်းဖုန်းနေလည်းမပေါ်နဲ့ပြီးတော့နင်းတို့မိုးချုပ်ပဲမိုးလင်းပဲကြိုက်တယ်လို့ဘဲနဲ့ပဲပြောပြောဟုတ်လားကျွန်တော်အဲ့လိုပြောဒါပေမဲ့ဒီမှာလာလို့တာတော့ကျွန်တော်ခွင့်မပြုခွင့်မပြုတာမျိုးတော့အောက်တာကိုစာသင်တဲ့အချိန်မှာအဲ့လိုဖုန်းခဏလေးပြောလိုက်အောင်မယ်နော်လို့ဘာလို့လဲဆိုတော့ကျွန်တော်အဲ့ဒါမျိုးလက်မခံဘူး အဲ့သူတင်းအနေနဲ့ကြာတော့ကျွန်တော်မက်ဆေ့လေးပို့လိုက်ဇာတ်လည်းသမီးရေးစားရသွားတယ်အကောင်းတာဘောလေရေးစားပါရကျွန်တော်အဲ့လိုပြောမိပြောလိုက်တာပေါ့ပြောလိုက်ပြီးရပြီးတော့သူကဓာတ်ပုံပို့လိုက်တယ်အဲ့ဓာတ်ပုံပို့လိုက်တာဘာပုံကြီးလဲဆိုနန်းနေတယ်ပို့နန်းနေပုံလဲဆိုတော့ကျွန်တော်ပြောဟာသမီးအဲ့ဒါဆရာကဆော်ရတာပဲအရင်တော့တွဲပြီးပကုန်းလေးဖက်ထားတာလို့လက်ကလေးချိတ်လို့ပို့တာပြဿနာမရှိဘူးဆရာသမီးတို့ဘာသင်ပေးတာလဲအဲ့ဒါကြီးကဂျိုင်းနေပေါ့နော်ဘာဖြစ်ဖြစ်ဟုတ်လားတခြားပုံမပို့ဒါပို့တယ်အဲ့တော့သမီးကိုဆရာအရင်အတန်ဟောစဉ်ရှိခဲ့တာ တမီးကိုလိမ်မာစေခြင်းနဲ့တမီးကိုတိုးဆက်စေခြင်းနဲ့ကျွန်တော်အဲ့အရာကြီးပြောလိုက်တာနဲ့သူကကျွန်တော်ဘာထောက်လိုက်လဲဆရာနဲ့ဆရာနဲ့တမီးကဆရာတမီးရပြီဖဲထားခြင်းထားမယ်တဲ့ကြီးစားထားခြင်းမှာနန်းချင်နန်းမယ်နော်လေဆရာနဲ့တမီးနဲ့ကင်းသွားပြီတဲ့နောက်တော့ဆရာနဲ့တခုပြောမယ်ဆရာနဲ့တမီးနဲ့ဘာအကန့်မှမရှိဘူးနော်ဟာကျွန်တော်အဲ့မှာလေဘာပြန်ပြောရမှန်းတော့ကျွန်တော်တော်တော်လေးတိတ်ခါကြောက်ပါနော်ကိုကတိတ်ခါကြောင်းသားတယောက်ကတပည့်တယောက်ကကိုကိုအဲ့လိုပြောလိုက်တယ်ဆိုတော့ကိုကတန်မိုးမရှိသလို ဖြစ်ပါနော်ကျွန်တော်တက်တက်နဲ့တကူလိုက်စုံစမ်းပါ ါမျိုးမရှိဘူး။ဘာပြဿနာမှမရှိဘာ problem မှမရှိထိနေကျွန်တော်။ရှုပ်ချယ်အများကြီးပါ။ဟုတ်နော်အများကြီးကျွန်တော်လုပ်တာ။ခုလည်းရှိနာပဲဒါပေမဲ့ကျွန်တော်ကင်းကင်းပဲနေ။ဒါပေမဲ့ကျွန်တော်အလုပ်လုပ်နေတာ။ဟောကျွန်တော်ဒါမျိုးတွေလုပ်နေ။ចောင်းသားကျွန်တော်ဘယ်ယူသေးတော့မလဲ။ဒီဆရာပဲတို့ចောင်းသားတွေဆိုမနေ့လာအဲ့နတ်နေပါအမေဖေကလာခေါ်တာ။ကျွန်တော်ယုံလို့ပေါ့နော်။အဲ့တော့ကျွန်တော်အဲ့လိုဇာတ်ကြီးရှိနေဆိုကျွန်တော်ဘယ်သူကလာအပ်မလဲ။ဟုတ်တယ်နော်။အခုအဲ့လားဒီ ဖြစ်လာတဲ့အခါကျတော့ဝင်လာလို့အောင်။ तू ကရှောက်ပြောလိုက်ရင်လည်းအာကျွန်တော်ကဒါပေမဲ့ဂယူးလည်းမဆိုင်ဘူး။ကျွန်တော်အကြောင်းလူတိုင်းသိတာ။ဟုတ်တယ်လားကျွန်တော်ဘယ်လိုလဲဆိုတာသိတယ်တော့အဲ့ဒါကျွန်တော်နှင်းရတော့အိတ်မပြောအိတ်မပြောကျွန်တော်စဉ်းစားတာပေါ့နော်ငါဒီအလုပ်ကိုဆက်လုပ်နေရင်တော့ဒီ program ကတော့ရှိမှာဒါပေမဲ့ client တော့ကျွန်တော်သင်ပေးရတယ်နော် client ပြောသင်ရုပ်ရှင်လုပ်ငန်းဆိုရင်တော့နင်တို့ကိုမြှောက်ပေးတဲ့လူရှိမယ်ထိုးချတဲ့လူရှိမယ်နောက်ကျောဓာတ်တဲ့လူရှိမယ်သိလားရှင်းမှာပြုံးပြပြီးတော့သိလားအဲ့လိုဂျွန်းတိုက်လို့ရှိတယ်ဓာတ်ကိုလုံးဝအာယုံစိုက်နေလို့ရှိရင်နင်လိုတဲ့လမ်းခရီးကို မရောက်ဘူးအဲ့ဒါတွေအားလုံးဘေးချိန်ရွေးပြီးတော့ငါလှုပ်ချင်တဲ့အလုပ်ကိုရအောင်လုပ်သူများနဲ့မတူအောင်လုပ်သူများနဲ့တူမားတော့နောက်မယ်ရောက်မှာဒီလိုသင်ခဲ့ပြီးတော့ကျွန်တော်ကိုကျွန်တော်ကြားတော့ဟာကျွန်တော်ပြန်ဆုံးမလို့မရဘူးဖြစ်ကျွန်တော်တိုက်ခိုက်ခံရရပြီကျွန်တော်အိတ်မပြောဘူးဘောနော်ဟာဟာငါကလေးရောငါပြောရလိုက်တာဆိုတော့ဇင်းထဲမှာဒိဋ္ဌိတွေနဲ့နှစ်ရက်လောက်ကအဲ့လိုမရစားလို့မရဟာဒုက္ခရောတရားစာဖွင့်လဲမရအကောင်ဆိုတရားနေမကောင်းတရားစာဖွင့်လိုက်ပြောက်အဲ့ခံပြင်းတော့အဲ့နောက်ဆုံးကြောက်လည်းမထူးတော့ဘူး ဟာတကူတော့လောက်ရအောင်တန်ရုံးစင်ဆိုတာထားလို့မရအောင်ဖြတ်နေတော့ရှိနေတော့ဒီအမှုမြာသမားတွေတပည့်တွေလာနေအောင်ပါအဖျက်မရမယ်ဒီဆိုတော့ကျွန်တော်ဆုံးဖြတ်လိုက်ပြီးတော့တော်တော်စဉ်းစားသေးတယ်တော်တော်စဉ်းစားသေးပါတော့အဲဒါနဲ့အကယ်မထူးတော့ငါတိတ်ခါတော့အကြမ်းမခံဘူးဥပကတော့တိတ်ခါမြောင်းနေရောက်သွားပြီငါအဲ့လိုကြီးပြောလိုက်တာတော်တော်စိတ်မကောင်းဖြစ်သွားကိုတပည့်ဒီလောက်ကြည်ရတဲ့သားနဲ့တော်တော်လည်းခင်နေရတဲ့သားနဲ့သူမိဘကြီးဆိုတော့ရမ်းယုံနေကိုယ့်ကိုလည်းဥပအောင်ဖြစ်လေးစားဖြစ်မှန်းသူဒီတလုံးကြီးပြောချလိုက်တာဟာငါမြောင်းနေရောက်တာပဲကွာ အဲ့သူများကြရင်ရှက်စရာရောကျွန်တော်ကကျွန်တော်ရှက်မိရောရှက်တော့နော်အဲ့လိုပြောခင်ဒါတော့သူများမကြသေးဘူးဒါပေမဲ့အခုဆိုသူများတွေအခုကြားကုန်ပြီပေါ့နော်ဒါပေမဲ့ထားပါလေဒါပေမဲ့ကျွန်တော်စိတ်သန့်တယ်ကျွန်တော်သူ့ကိုပြောတယ်နိဟာဖျားတရားလုပ်နေတာနင်တို့လည်းဖျားတွေပဲခေါ်ွားတယ်နိငါမှကိုစောင်းနိုင်ရှိတယ်ငါမဟုတ်တာလို့ငါကိုစောင်းနိုင်တယ်ငါဒီစောင့်ရှောက်တရားငါ့ကိုလုတ်ပြစ်ပြီးမှစိတ်မပူနဲ့အဲ့နင်အဲ့လိုမျိုးငါ့လို့ရှင်နိဒုက္ခရောက်မယ်နော်အဲ့ဒါပဲဆရာရဲ့ကျေးဇူးဆရာရဲ့မေတ္တာတွေမဆူးပါစေနဲ့တော့ပဲ နင်းကဆူတောင်းပါလေဆိုဒါပြီးပါအဲ့ကတည်းကနေကျွန်တော်နဲ့သူနဲ့မတွေ့တော့အဲ့တော့ကျွန်တော်အဲ့ဆုံးဖြတ်ရတဲ့အကြောင်းနဲ့ဒီလိုဆိုမှတင်ရတဲ့အကြောင်းကတော့ဒါပါပဲအဲ့တော့မျိုးလေခဏဒါမဲ့ဒါအပြင်းဆုံးပဲရှိတယ်ကြားမှာလေရှိပေမဲ့ဒါကိတော့မိုင်းတာပါလေတို့လာတောင်းမိုင်းတယ်လို့ပြီးသွားဆရာ तू ဒီခုနေကျွန်တော်လာပြီးတော့ဟိုဒါစကားပြောပြောလေကျွန်တော်လက်ခံပါတော့ကျွန်တော်ဆက်ရလीကျွန်တော်မှမှတ်ချေဆိုတော့မှတ်ထားတာဆိုတာကျွန်တော်မရှိဘူး ဘယ်တော့ပဲကျွန်တော်ဟိုဟာဖြစ်အောင်လုပ်လို့နောက်ပြီးတော့ကျွန်တော်အဲ့လိုစိုးတဲ့လူတွေမတည့်တဲ့လူများတော့ပဲကျွန်တော်နဲ့ပေါင်းလို့ရကျွန်တော်ရအောင်ပေါင်းတချို့ကတော့မစိုးရင်မပေါင်းကြဘူး။ဟာသူနဲ့ကိမကိုင်လို့မတွဲကြဘူး။ဒါပေမဲ့ကျွန်တော်အဲ့လိုလိုမျိုးကြာရင်ကျွန်တော်နဲ့အကုန်ကိကိုင်တယ်။အဲ့ဒီတင်တော့ကြောင်းမလဲမိပါတယ်လားအတားအိမ်မနေပြောလို့ဆိုလို့မရအောင်ဆရာနဲ့ကြာမှာပဲညင်သွားတယ်။အမေအိမ်မတချင်းနေဆိုအလုပ်တွေလေ့ကျင့်အဲ့ဒါဝင်းတာတာပေါ့နော်။ဟောကိုလုတ်ပြလိုက်တာသူတို့မိသားစုနဲ့ပြောရတယ်ပေါ့နော်။အဲ့ဒီခုနကလေပေါ့နော်။အဲ့ဒါကြီးကသူတို့မိသားစုအများကျွန်တော်တို့မျိုးထင်မှိုင်းအာကျွန်တော်ပွားပြီ။ ဒါမှမကျွန်မကြောက်ဘူးကျွန်တော်လုံတယ်ကျွန်တော်ဘယ်တော့ပဲသူများတွေကြောင်းတော်တော်တချမ်းပတ်ဝန်းကျင်မေးလိုက်တရားကြော်ဆိုဘာကောင်လဲဆိုသိတာဟုတ်တယ်နော်ကျွန်တော်ဘာကားတွေရိုက်ခဲ့တယ်ကျွန်တော်ဘယ်လိုနေထိုင်နေကျွန်တော်ဘာကြီးလုပ်တယ်ဆိုသိတာကျွန်တော်မီဒီယာတွေလည်းရှိတာဟုတ်လားဘာမှလိန်လို့မရညာလို့မရထွက်လာဒီချိန်မှချက်တယ်ထွက်တာရှိပဲမဲ့လေဂျန်နယ်တွေကကျွန်တော်ဘာမှမချိပါဘာမှပြန်မရှိဘူးသူကသူတိသွားလိမ့်မယ်ဆိုအဲ့လိုပဲထားပါတပည့်တွေလည်းပြန်မှာစိတ်တမ်းမှာဘာမှအာဃာတမရှိပါဘူး ို့တပည့်ပါစိတ်မကောင်းတာနေဖြစ်မိတာ